ဖျားပန်းကတ်တာနဲ့ပတ်သက်ပြီးတော့ဖျားပန်းအိုးနှစ်အိုးမထိုးကောင်းဘူးလေးအိုးမထိုးကောင်းဘူးဆိုတာဟုတ်ပါသလားလို့ဦးသိန်းကိုမေးလာကြတဲ့အတွက်ဖြေပေးမှဖြစ်ပါတယ်နော်အရင်ဆုံးပန်းဘာကြောင့်ကတ်ရတယ်ဆိုတာသိဖို့လိုပါတယ်မြတ်စွာဘုရားပါဝတိပြေဇေတဝန်ကျောင်းတိုက်မှာတရင်သုံးတော်မူစဉ်အနေနဲ့အရရက်ကလူတွေဟာဖျားဖူးလာကြပါတယ်နေဘူးတွေကလာရတာဖြစ်တဲ့အတွက်ဖျားရှိရောက်တဲ့အခါမှာ သူတို့ရဲ့ခန္ဓာကိုယ်ကချွေးနှံ့တွေဟာထွက်ပါတယ်။အဲ့ဒီလိုမတန်ရှင်းတဲ့ချွေးနှံ့တွေထွက်တဲ့အတော့ချွေးနှံ့တွေပြောက်အောင်ဆိုပြီးတော့အရှင်အာနန္ဒာမထေရမြတ်ကပြိဿတ်ကြားထဲကိုမှုကြိုင်တဲ့ပန်းတွေလိုက်ထားပါတယ်။ပန်းတွေရဲ့အနံ့ကြောင့်မကောင်းတဲ့ချွေးအနံ့သက်တွေပျောက်ပြီးတော့တကြောင်လုံးပန်းနံ့တွေမှုကြိုင်သွားပါတယ်။အဲ့ဒီကနေစပြီးတော့ပန်းကတ်တဲ့အလေးထဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်နော်။ပန်းကတ်တယ်ဆိုတာဟာဖះเจ้าဆောင်ကိုမှုကြိုင်ဖို့ကတ်တာဖြစ်တဲ့အတွက် စုံဒီမတွေခွဲကြစရာမလိုပါဘူးနော်စုံဒီမတွေကကောင်းကျိုးဆိုးကျိုးပေးတာမဟုတ်ပါဘူးကုသိုလ်အကုသိုလ်ကသာကောင်းကျိုးဆိုးကျိုးပေးတာပါဖျားပန်ကတ်တာဟာကုသိုလ်ဖြစ်ပါတယ်ကုသိုလ်ဆိုတာကကုသလဆိုတဲ့ပါဠိကလာတာပါကုဆိုတာကအစိုးတရားကိုပြောတာပါတလဆိုတာကဖယ်ရှားတာကို ပြောတာပါအစိုးတရားတွေကိုဖယ်ရှားပြီးကောင်းတာတွေကိုဖြစ်စေတဲ့အရာမှန်သမျှကုသိုလ်ဖြစ်ပါတယ် ဖရားပန်းကတ္တာဟာကုသိုလ်ဖြစ်စေတဲ့အတွက်စုံဒီမတွေခွဲခြားစရာမလိုပါဘူးเนาะဒါကြောင့်ဖရားပန်းကတ်ပြီဆိုရင်မိမိနှစ်သက်တယ်လို့ကတ်နိုင်ပါတယ်အရှင်ဖရားအလှူတို့တရားပွဲတို့ဘုန်းကြီးကျောင်းတွေမှာဥခွက်ပကံစည်းရင်ဘယ်ကုသိုလ်တွေရလဲသိကျင်ပါတယ်ဖရားမေတ္တာရှိထားဖြေချပေးတော်မူပါဖရားတဲ့အဲ့ဒါကိုဝေယဝစ္စကုသိုလ်လို့ခေါ်တယ်เนาะဝေယဝစ္စကုသိုလ်ရဲ့အကျိုးကဘာတွေရတယ်လဲဆိုရင် ထေရအဘာဒံပါဠိတော်သုတဝတ်မှာဖျားရှင်လက်ထက်တော်အခါကဝေယဝုဇကမထေဆိုတာရှိပါတယ်အဆိုပါဝေယဝုဇကမထေအကြောင်းကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့60တကဘာအထက်တုန်းကဝိပတ်တိမြတ်စွာဘုရားလက်ထက်မှာဝေယဝုဇကမထေအလောင်းလျာဟာအသိအဖွဲ့တွေဖွဲ့ပြီးတော့ဖျားရှင်ရဲ့ဝေယဝုဇနဲ့တန်ဃာတော်တွေရဲ့ဝေယဝုဇကို ပြုလုပ်ပေးခဲ့ပါတယ်ဒါအပြင်ဝိပတ်တိမြတ်စွာဘုရားဤခြေတော်အစုံကိုလည်းပဲ ရည်မှန်းပြီးနေ့စဉ်ရှိခိုးကြတော့ပါတယ်။အဲ့ဒီကောင်းမှုကြောင့်ထိုဘဝမှကွယ်လွန်တဲ့အခါမှာလူစည်းစိမ်နတ်စည်းစိမ်ကိုအကျဉ်းချင်းခံစားရပြီးရှိခူးမြောက်ကဘာမှာဥစိန်တိတအမိဖြစ်စကြေဝရမင်းဖြစ်ခဲ့ပါတယ်။အခုဂေါရမမြတ်စွာဘုရားလက်ထက်မှာတော့ဝေယဝုစကမထေဆိုတဲ့ဘွဲ့အမိနဲ့အာတဝကင်းကွာတဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါတယ်။ဒါဟာဝေယဝုစလောက်ရတဲ့အကျိုးတရားပဲဖြစ်ပါတယ်။ အရှင်ဖရာမြတ်စွာဘုရားကအရတ်တော်ဘဏ္ဍတောင် ရှိပါတည်းအတိအကျတည်ကျင်လို့ပါဖရာတဲ့အစတုန်းကတော့ကျန်းကန်ရဲ့အဆိုနဲ့ဆရာတော်ကြီးတွေရဲ့သုံးသက်ချက်နှစ်ခုပေါင်းပြီးတော့မြတ်စွာဘုရားဤအရတ်တော်ပမာဏကိုဖြေမလို့ပါနော်အဲသူကအတိအကျဆိုတဲ့စကားလေးပါလာတဲ့အတွက်ကြောင့်ကျန်းကန်ရဲ့အဆိုနဲ့ပဲဖြေလိုက်ပါမယ်ဘုဒ္ဓဝင်မှာမြတ်စွာဘုရားဤအရတ်တော်ကိုတောလပဟထုတ်ဗေဒလို့ဆိုပါတယ် တောလသဟထုတ်ဗေဒကိုပုတ်ခွဲရင်တောလသကတပုတ်ဟထကတပုတ်ဥဗေဒကတပုတ်ဖြစ်ပါတယ်တောလသဆိုတာ16ဟထဆိုတာအတောင်ဥဗေဒဆိုတာကအမြင့်မြတ်စွာဘုရားဤအရတော်သည်16တောင်အမြင့်ရှိတယ်လို့ဆိုပါတယ်ဒါကြောင့်ကျမ်းဂန်ရဲ့အဆိုအရအတိအကျပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားဤအရတော်သည်16တောင်အမြင့်ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ယခုလို online ပေါ်မှာဓမ္မအမေးအဖြေတွေ ဖြေဆိုဟောကြားပေးရတဲ့ရည်ရွယ်ချက်ကိုအများသူကသိအောင်ဖြေကြားပေးပါစေရတော့တဲ့သူတော်ဝါဓမ္မံဝိဇာနန္တိနရကလျာဏပပကံလူတွေဟာတရားကိုနာကြားရမှ ကောင်းသည်မကောင်းသည်ကိုခွဲခြားသိကြရ၏လို့စာတကမှာဆိုထားပါတယ်။ဒါကြောင့်အကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးဘက်ကိုအချိန်မပေးနိုင်တဲ့ဒကာဒကာမတွေခိတ္တခဏအွန်လိုင်းဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ဦးသိန်းရဲ့ဓမ္မအမေအဖြစ်တွေကိုကြည့်ရပြီးအကောင်အဆိုးများကိုခွဲခြားပြီးသိပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့အခုလိုအွန်လိုင်းပေါ်မှာဓမ္မအမေအဖြစ်တွေကိုဖြည့်ဆို့ဟောကြားပေးရခြင်းဖြစ်ပါတယ်နားလည်ပါစေနော်ယဟန်တပါကမိမတယောက်နဲ့မိထုံပြုတ်ကျင်လို့မိထုံမပြုတ်ခင်ငါ့ကိုလူအဖြစ်သတ်မှတ်ပါဆိုပြီးတိတ်ခါချ၍မိထုံပြုတ်ရင်ရပါသလားဝီနီအမေအဖြစ်ကန္တမှာထိုမေးခွန်းကိုမေးတာမြင်ရသဖြင့် တိကျမှန်ကန်သောအဖြေကိုမရတာကြောင့်ဖြေချပေးပါစရာတော့တဲ့လုံးဝမရပါဘူးနော်အဲ့ဒီလိုလုံးလို့ရတယ်ဆိုရင်တချို့လိုက်ပြီးလုတ်ကုန်ကြတော့မှာပေါ့စိတ်ခေကာလပယောဂနဲ့ပုဂ္ဂလဝိဇာဤ၆ဖြာတိတ်ခါကြာကြောင်းဒီဆိုတဲ့အတိုင်းတိလူထွက်လို့သောစိတ်ရှိခြင်းနှစ်တိတ်ခါခြာနီးပြဆိုထားသည့်တခုခုသောခေပုတ်ကိုရွတ်ဆိုရခြင်း၃ ပစ္စုပန်ကာလဟောခေပုတ်22ပုတ်နဲ့အနာမတ်56ပုတ်တို့ကိုကာလမှန်အောင်ရွတ်ဆိုရခြင်း၄၊နှုတ်ဝစီဖြင့်ရွတ်ဆိုရခြင်း၅၊တိခါချသူနားထောင်သူတို့ကစိတ်မနှံ့သူယူသူသူဘီလူဖန်ဆားသူမဖြစ်ရခြင်း၆၊နားထောင်သူကဤသူသည်လူခတ်ပြီဘောလို့သိရှိနားလည်ခြင်းဆိုတဲ့အင်္ဂါ6ချက်စလုံးနဲ့အညီတိခါချမှလူဖြစ်ပါတယ် ထိုအင်္ကာ6ချက်စလုံးနဲ့အညီတိတ်ခါမချပဲကိုနီးကိုဟန်နဲ့တိတ်ခါချပြီးမိထုံပြုမယ်ဆိုရင်လူမဖြစ်တဲ့အတွက်ကြောင့်ပါရာဇိကကြသွားပါလိမ့်မယ်နော်ဒါကြောင့်ကိုနီးကိုဟန်နဲ့တိတ်ခါချပြီးမိထုံပြုလို့မရပါဘူးအရှင်ဖယားမင်းဘူးမှရှိတဲ့ငကပွက်တောင်ကတကယ်ရှိတာလားဖယားနိုင်ငံခြားမှာရှူမီတောင်ဖြစ်ပြီးမြန်မာနိုင်ငံမှာကြတော့ငကပွက်တောင်လို့ပြောနေကြလို့ပါဖယားတဲ့ နဂပွက်တောင်လို့ပြောတာကမြန်မာနိုင်ငံကပြောတာเนาะမြေအောက်မှာရှိတဲ့ကြောက်လွာတွေကြားထဲမှာရေနံတွေရှိပါတယ်အဲ့ဒီရေနံတွေကနေဖြစ်ပေါ်လာတဲ့ဓာတ်ငွေတွေရဲ့တွန်းကန်မှုအားကြောင့်မြေပြင်ပေါ်မှာစူပွက်တဲ့ရွှံ့အိုင်တွေဖြစ်နေတာပါအဲ့ဒါကိုဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအချို့ကနဂါးရှိလို့ပွက်တာဆိုပြီးအဲ့ဒီရွှံ့အိုင်တွေကိုပေါက်ပေါက်စုပ်တွေလို့တွေလောင်းထည့်ပြီးတော့နဂါးစာကျွေးကြပါတယ် ညံမရှိလို့လောက်တာပါနော်ညံနဲ့မရှင်တဲ့လောက်တဲ့အလုပ်မှန်သမျှဟာအမှားဖြစ်ပါတယ်ဒါကြောင့်ငကဘွက်တောင်ဆိုတာဟာတဘာဝတန်းခွေကနေဖြစ်တဲ့အရာသာဖြစ်ပါတယ်နော်အရှင်ဖရာတပည့်တော်အမေကို စိတ်နဲ့ဆဲတာအပြစ်ရှိလားဖရာတဲ့ဟာအပြစ်ရှိတာပေါ့နော်စိတ်နဲ့ဆဲတယ်ဆိုတာမနောကံနဲ့ပြင်မာလိုက်တာမနောကံကလည်းပဲအကျိုးပေးတယ်နော် ။ဦးဇင်းတို့မြက်စွာဖရာနှုတ်စဉ်အခါတုန်းကတငါမျိုးမှလူဖြစ်ပါတယ်။တနေ့မိခင်ဖြစ်သူကငါးခေါင်းကိုထုတ်နေတာကိုဖရာအလောင်းကမြင်တဲ့အခါမှာစိတ်ထဲကနေဝမ်းမြောက်မိပါတယ်။အဲ့ဒီအကုသိုလ်ကံဟာဖရာအဖြစ်သို့ရောက်တဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာခံစားရပြီးဝိကျွေးအဖြစ်နဲ့ပေးဆက်ရပါတယ်။နောက်ပြီးကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဆိုတာကို မေဇိမနိကေမေဇိမပါဏာတပါဠိတော်ဂဟပတိဝတ်ဥပါဠိတုတ်တံမှာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားပါတယ်။ဘာကြောင့်ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဖြစ်ရတာလဲဆိုရင်ဝစီကံနဲ့ကာယကံဖြစ်မြောက်ဖို့အတွက်ကိုမနောကံကစိတ်စော်တိုက်တွန်းပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ကိုစိတ်ထဲကဆဲတယ်ဆိုတာဟာမနောကံနဲ့ပြင်မာလိုက်တာဖြစ်တဲ့အတွက်အပြစ်လဲရှိတယ်လို့အပြစ်လဲကြီးပါတယ်နော်။ အရှင်ဖေရအိမ်မက်16ချက်မှတ်တဲ့ကောသလမင်းကြီးကတေလုံပြီးဘယ်ရောက်သွားတာလဲဖေရလုံးဝမသိ၍မေးခြင်းဖြစ်ပါတယ်အရှင်ဖေရတဲ့မြတ်စွာဘုရားလက်ထက်တုန်းက အထင်ရှားဆုံးပုဂ္ဂိုလ်၄ဦးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးကဘယ်သူတွေလဲဆိုရင်၁အနာတပိန်တထေးကြီး၂ဝိသာခာကျောင်းအမကြီး၃ကောသလမင်းကြီး၄ဗိမ္မိတာရမင်းကြီးတို့ပဲဖြစ်ပါတယ်အနာတပိန်တထေးကြီးကွယ်လွန်တဲ့အခါမှာ တုတိတာနတ်ပြည်မှာနှစ်သားဖြစ်ပါတယ်။ဝိသာခာကျောင်းအမကြီးကွယ်လွန်တဲ့အခါမှာမိမာနရတိနတ်ပြည်မှာသူ့နေမိတာနမင်းကြီးဤမိဖုရားဖြစ်ပါတယ်။ဗိဗိတာရမင်းကြီးကွယ်လွန်တဲ့အခါမှာစတုမာတဲ့နတ်ပြည်မှာနှစ်သားဖြစ်ပါတယ်။ကောသလမင်းကြီးကွယ်လွန်တဲ့အခါဘယ်ဘုံရောက်တယ်ဆိုတာကိုမသိရပါဘူးနော်။ဘာကြောင့်မသိရတာလဲဆိုရင်မြတ်စွာဘုရားမဟောခဲ့လို့ပဲဖြစ်ပါတယ်။မဟုတ်ခဲ့ရတဲ့အကြောင်းရင်းကလည်းပဲ မင်းမြန်လျှောက်ထားတဲ့သူမရှိလို့ဖြစ်ပါလိမ့်မယ်နော်ဒါကြောင့်တိတကူဆရာတော်ကြီးဗုဒ္ဓဃာယရောက်လို့အဲ့ဒီလေးဦးကိုကောင်းမှုပြုပြီးအမျှဝေတဲ့အခါမှာဘလို့ဝေတယ်လဲဆိုရင်ဒုတိတာနတ်ပြည်၌ရောက်နေသောအနာထပိန်တထေးကြီးအား၎င်းနေမာနရတိနတ်ပြည်၌ရောက်နေသောဝိသခာကျောင်းအမကြီးအား၎င်းသတုမာရိနတ်ပြည်၌ရောက်နေသောဗိမ္မိတာရမင်းကြီးအား၎င်းဘယ်ရောက်နေမှန်းမသိသောကောသလမင်းကြီးအား၎င်း အမျှပေးဝေပါ၏လို့ဆိုပြီးကောင်းမှုကိုအမျှပေးဝေထားတာတွေ့ပါတယ်။ဒါကြောင့်ကောသလမင်းကြီးပဲရောက်နေတယ်ဆိုတာကို မသိရပါဘူးเนาะ။အရှင်ဖရာဖြေပေးပါဖရာဝိဇ္ဇာလန်းစင်ကနိဗ္ဗာန်ရောက်အောင်ကြင်ကြံအားထုတ်တဲ့လန်းစင်ဆိုတာမှန်ပါသလားဖရာတဲ့။နိဗ္ဗာန်ကိုရောက်စေနိုင်တာကမဂ်ဂင်၈ပါးပဲရှိပါတယ်။မဂ်ဂင်၈ပါးကိုကြင်ကြံအားထုတ်မှနိဗ္ဗာန်ရောက်ကြောင်းလန်းစင်ကိုကြင်ကြံအားထုတ်တယ်လို့ခေါ်ပါတယ်။ မကင်ရှိပါကဘာတွေလဲဆိုရင်တသံမာဒိဋ္ဌိမှန်ကန်စွာသိမြင်ခြင်းနှစ်သံမာသင်္ကပ္ပမှန်ကန်စွာကြံစီခြင်း၃သံမာဝါစာမှန်ကန်စွာပြောဆိုခြင်း၄သံမာကမ္မန္တမှန်ကန်စွာပြုလုပ်ခြင်း၅သံမာအာဇီဝမှန်ကန်စွာအသက်မွေးခြင်း၆သံမာဝါယမမှန်ကန်စွာအားထုတ်ခြင်း၇သံမာတတိမှန်ကန်စွာအောက်မေ့ခြင်း၈သံမာတမာတိ မှန်ကန်စွာတည်ကြည်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့မဂ်ဂင်၈ပါးပဲဖြစ်ပါတယ်။အဲ့ဒီမဂ်ဂင်၈ပါးအကျင့်မြတ်တရားကိုကျင့်မှနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ကိုကျင့်ကြံအားထုတ်တယ်လို့ခေါ်ပါတယ်။ဒီမဂ်ဂင်၈ပါးအကျင့်မြတ်တရားကိုမကျင့်ကြံဘူးအားမထုတ်ဘူးဆိုရင်ဘယ်ကိုင်းဘယ်ကနာပဲဖြစ်ဖြစ်နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ကိုကျင့်ကြံအားထုတ်တယ်လို့မခေါ်ပါဘူးနော်။ဒါကြောင့်ဘယ်ကိုင်းဘယ်ကနာပဲဖြစ်ဖြစ်ဒီမဂ်ဂင်၈ပါးကိုကျင့်ကြံအားထုတ်သလားလို့ကြည့်လိုက်ပါ ကျင့်ကြံအားထုတ်တယ်ဆိုရင်အဲ့ဒီဂိုင်းဟာနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ကိုကျင့်ကြံအားထုတ်တဲ့ဂိုင်းဖြစ်ပါတယ်။မဂ်ကင်ရှင်ပါအကျင့်မြတ်တရားကိုမကျင့်ဘူးဆိုရင်တော့အဲ့ဒီဂိုင်းဟာနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ကိုကျင့်ကြံအားထုတ်တဲ့ဂိုင်းမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်နော်။အရှင်ဖယားကျမ်းမာရေးမကောင်းတော့စိတ်ဓာတ်တွေကြားမိတယ်ဖယားခေါ်အားဖြစ်အောင်မန္တကြောင်းလောက်ဗီဒီယိုနဲ့အပီပြန်ပေးပါအရှင်ဖယားတဲ့။လူတွေဟာအနာရောဂါကြောင့်မကျန်းမာမှာဖြစ်ပြီဆိုရင်စိတ်ဓာတ်တွေကြတတ်ပါတယ် အနာယောဂါကြောင့်မကျန်းမာမှာဖြစ်လို့စိတ်သက်ကြပြီဆိုရင်စိတ်ခွန်အားဖြစ်အောင်စင်ကြယ်နှလုံးသွင်းတဲ့နည်းရှိပါတယ်နော်ဘယ်လိုနှလုံးသွင်းစင်ကြယ်မလဲဆိုရင်မြတ်စွာဘုရားလက်ထက်ကယဟန်တပါးဟာမြတ်စွာဘုရားကိုရောဂောရောဂောတိဗန္တိဝုသတိကတမောနုခောဗန္တိရောဂောဝုသတိဗန္တိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရောဂောရောဂောတိယောဂယောဂဟု၍ဝုသတိလောကမှာပြောနေကြပါတယ်မြတ်စွာဘုရား ကတမောအဘေတရားကိုရောဂောတိယောဂဟု၍ဘုသတိဆိုအပ်ပါတယ်မြတ်စွာဘုရားဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားလောကမှာယောဂယောဂလို့ပြောနေကြပါတယ်မြတ်စွာဘုရားအဘေတရားကိုယောဂလို့ခေါ်ပါတယ်မြတ်စွာဘုရားလို့မေးလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားက ရောဂောတိခောဘိက္ခုရူပါဏမေတံအတိဝဆနံဘိက္ခု चित्त ယဟံရောဂောတိအေတံအတိဝဆနံယောဂဆိုတဲ့ဒီစကားဟာ ရူပါဏံယုတ်တရားတို့ဤအဓိဝဆန္ဒအမိဖြစ်တယ်။ချက်သားယဟန်ယောဂါဆိုတဲ့ဇကားဟာယုတ်တရားတို့ဤအမိဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်။ယောဂါဆိုတာယုတ်ပါပဲ။ယုတ်ရှိတဲ့လူမှန်သမျှယောဂါဖြစ်မယ်။နေမကောင်းထိုင်မသာဖြစ်မယ်။ဒါဟာသဘာဝပါပဲနော်။အဲ့ဒီတော့မိမိကနေမကောင်းထိုင်မသာဖြစ်လို့စိတ်သက်ကြပြီဆိုရင်အော်ယုတ်ရှိတဲ့လူမှန်သမျှအနာယောဂါရှိမယ်။နေမကောင်းထိုင်မသာဖြစ်မယ်။ ငါဟာလဲရုပ်ရှိထားတဲ့အတွက်ကြောင့်ယောဂါရှိမယ်နေမကောင်းထိုင်မသာဖြစ်မယ်ဒီလိုဖြစ်တာဟာငါတယောက်တည်းမဟုတ်ဘူးရုပ်ရှိထားတဲ့လူတိုင်းဖြစ်တာပါလားလို့နှလုံးသွင်းစင်ကြင်လိုက်ပါအဲ့ဒါဆိုရင်စိတ်ကစောက်တီးရရပြီးတော့စိတ်ခွန်အားတွေဖြစ်သွားပါလိမ့်မယ်နော်ဒုဒါကဖရားလားဖရားဆိုတဲ့စကားလုံးကိုအတိတ်ပဲဖွဲ့ပြပါတဲ့ဖရားဆိုတာပူဇာရဟဆိုတဲ့ပုဂ္ဂိုလ်ကနေလာတာပူဇာရဟကနေ ပူရဟပူရဟကနေပူရွာပူရွာကနေဖူရွာဖူရွာကနေဖူရာဖူရာကနေဖရာဆိုပြီးတော့အပန်ထွက်အမျိုးမျိုးစလုံးပေါင်းအမျိုးမျိုးပြောင်းလဲလာတာဖြစ်တယ်ပူဇာရဟဆိုတဲ့အတိတ်ဘယ်ကပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်းလို့အတိတ်ဘယ်ရတယ်ဗုဒ္ဓဆိုတာဗုဇ္ဇတိတိဗုဒ္ဓတိဖရာမှန်သမျှကိုကုံစင်အောင်တည်တော်မူတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တယ် တိတိအားလျော်စွာတတဝါတွေကိုလည်းသိစေ၍တန္တရာဝိသင်းရဲ့မှလွတ်မြောက်စေတာကြောင့်ပူဇော်အထူးကိုခံယူတော်မူထိုက်သည့်အတွက်ပူဇာရဟဆိုတဲ့ဂုဏ်နဲ့လည်းပြည့်စုံတော်မူတယ်။အဲ့ဒီလိုပူဇာရဟဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတော်မူတာကြောင့်ဗုဒ္ဓကိုဖျားလို့ခေါ်တယ်။ဒါကတကာတော်မေးလို့ဥစဉ်ဖြေလိုက်တာနော်။နောက်တကာတော်မှန်ထားတာတခုရှိသေးတယ်။ဖျားဆိုတာအရာရာကိုလုတ်ပိနိုင်စွမ်းရှိရတယ်။ အဲ့ဒါကိုဖျားလို့သတ်မှတ်တယ်ဗုဒ္ဓကဖျားမဟုတ်ဘူးလမ်းပြသူပဲလုံးဝဖျားမဟုတ်ဘူးတဲ့ဒီမန့်ကိုကြည်တော်အဖြစ်တက္ကရောဟာဘယ်ပါတာဝင်ဖြစ်တယ်ဆိုတာကိုဦးစင်သိလိုက်ပြီနော်တက္ကရောတို့ကိုးကွယ်တဲ့ဖျားကအရာရာကိုလုတ်ပေးနိုင်စွမ်းရှိတယ်ဆိုရင်အခုငလျင်ဘေးဒဏ်ကြောင့်တည်ဆုံးသွားတဲ့လူတွေပြည့်စည်သွားတဲ့ပစ္စည်းဥစ္စာတွေကိုပြန်ရှင်အောင် ်ပြန်ပြီးတော့အကောင်ပကတိဖြစ်အောင်လုပ်ပြပါနော်လုပ်ပြနိုင်တယ်ဆိုရင်ဥစဉ်ကိုတိုင်းလူဝေလဲပြီးတော့တက္ကတော်တို့ရဲ့ဘာသာထဲကိုကူပြောင်းလိုက်ပါမယ်မလုပ်ပြနိုင်ပဲနဲ့အပူတွေမပြောပါနဲ့နော်အခုချိန်ဟာတဘာဝဘေးဒဏ်ကြောင့်လူတော်တော်များများစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကိုတတိလေးနဲ့ဆင်ကျင်ပါလို့ဥစဉ်ပြောကျင်ပါတယ်နော်အရှင်ဖရာသူများအပေါ်မနာလိုစိတ်ထားရင် ဘယ်လိုအကျိုးခံစားရတလဲဖရားတဲ့မြတ်စွာဘုရားလက်ထက်တုန်းက လောတကတိဒ္ဓအမိရှိတဲ့မထေကြီးတစ်ပါးရှိပါတယ်အဲ့ဒီမထေကြီးဟာဘဝတစ်လျှောက်လုံးမှာအာဟာရကိုဝါလျင်စွာမဖုံးပေးရပါဘူးငက်ငက်ပြက်ပြက်နဲ့နေရတာများပါတယ်နောက်ဆုံးပြိဋိဘံသံခန္ဒီနေ့ကျမှအရှင်သာရိပုတ္တရာဤကျေးဇူးကြောင့်စတုမတုကိုဝါလျင်စွာဖုံးပေးရပါတယ်ဘာကြောင့်အဲ့ဒီလို ဖြစ်ရတာလဲဆိုရင် ကတ္တပမြတ်စွာဘုရားလက်ထက်မှာကျောင်းထိုင်ဘုန်းကြီးဖြစ်ခဲ့စဉ်တုန်းကသူ့ကျောင်းကိုလာတဲ့အာဃာနုကိုယ်တော်ကိုကျောင်းတက္ကရာကမတွေကကြည်ညိုလို့ဆိုပြီးကောင်းပေဆိုတဲ့အစားအသောက်တွေထည့်ပေးပါတယ်။အဲ့ဒါကိုမနာလိုစိတ်နဲ့အဲ့ဒီမထေကိုမကြွေးပဲလမ်းမှာတုံပြစ်ခဲ့ပါတယ်။အဲ့ဒီမထေဟာယဟန္တာသူတော်ကောင်းကြီးဖြစ်ပါတယ်။ယဟန္တာသူတော်ကောင်းကြီးစာမိဆွန့်လေကိုမနာလိုတဲ့စိတ်နဲ့တုံပြစ်ခဲ့တဲ့အကုသိုလ်ကံကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲတို့ကြပြီး ငရဲကလွတ်မြောက်တဲ့အခါမှာဘလူဘဝ900ခွေးဘဝ900ဖြစ်ခဲ့ရပါတယ်ဖြစ်တဲ့ဘဝတိုင်းမှာလည်းပဲလက်ငက်ပြက်ပြက်နဲ့ဖြစ်ခဲ့ရပါတယ်ဒါဟာမနာလိုစိတ်ကြောင့်ဖြစ်ပါတယ်เนาะဒါကြောင့်မနာလိုစိတ်ကိုမထမ်းမိကြပါစေနဲ့မြတ်စွာဘုရားရှိတယ်ဆိုတာတက်တေပြလို့ရပါသလားအရှင်ဘုရားတဲ့ရတာပေါ့เนาะတရုတ်နိုင်ငံမှာရှိတဲ့မြတ်ဗုဒ္ဓဤဆွေတော်ကို အနောက်နိုင်ငံသားသိပ္ပံပညာရှင်များက သူတေသနလုပ်လို့ကြောင်းတရုတ်အစိုးရကိုအကြိမ်ကြိမ်တောင်းဆိုတာကြောင့်တရုတ်အစိုးရက ခွင့်ပြုလိုက်တဲ့အတွက်သူတေသနလုပ်ကြည့်တဲ့အခါမှာဤဆွေတော်သည်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်လောက်ကမြင့်မြတ်သော လူသားတဦးဤသွားဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတစ်ချက်ထဲနဲ့တင်မြက်စွာဖရားတကယ်ရှိတယ်ဆိုတာကိုသက်တည်ပြလို့ရပါတယ်။ဒါကရုပ်ပိုင်းဆိုင်ရာနဲ့သက်တည်ပြတာပါ။ ဓမ္မရှုထောင့်ကနေတက်တည်ပြမယ်ဆိုရင်မြတ်စွာဘုရားကိုတော်တိုင်ကတရားကိုမြင်မှငါဘုရားကိုမြင်မယ်လို့ဟောကြားထားတဲ့အတော့တရားမြင်ပြီဆိုရင်ဘုရားရှင်ကိုမြင်မှာဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားတကယ်ရှိတယ်မရှိဘူးဆိုတာကိုသိကျင်ရင်တရားရှိအောင်အရင်လုပ်ကြည့်ပါ။တရားရှိပြီဆိုလို့ရှိရင်မြတ်စွာဘုရားတကယ်ရှိတယ်ဆိုတာကိုသိလာပါလိမ့်မယ်။ပရိယေနဲ့ပဲပြောရမယ်ဆိုရင်မူသားမပါလင်္ကာမချောဆိုတာကရော မှန်ပါသလားဖုံဖုံတဲ့မှန်မှန်ပါဘူးမှားပါတယ်နော်အမှားကြာအမှန်ဖြစ်ဆိုတဲ့ဇာတ်တခုရှိပါတယ်အမှားတခုဟာဘလောက်ပဲကြာနေပါစီဘယ်တော့မှ အမှန်ဖြစ်မလာပါဘူးနော်အဲ့ဒီအမှားကိုဖော်ပြပေးမိသူမရှိသေးသမျှကာလပတ်လုံးထိုအမှားကိုအမှန်လို့ထင်နေကြတာပါအခုလဲဒီလိုပါပဲမူသားမပါလင်္ကာမချောဆိုတဲ့ဇာတ်ကိုဖော်ပြပေးမိသူမရှိတော့ဒီဇာတ်ကိုပဲအမှန်လို့ထင်နေကြတာပါ တကယ်တော့မုသားမပါ လင်္ကာမချောမဟုတ်ပါဘူးမုဒ္ဒမပါ လင်္ကာမချောဖြစ်ပါတယ်မုဒ္ဒဆိုတာကအာယုံ၅ပါးမှရရှိလာတဲ့အတွေ့အကြုံကိုပြောတာပါအဲ့ဒီမုဒ္ဒနဲ့ရေးမှသာလျှင်အရေးအသားကောင်းပြီးစာဖတ်သူကိုဆွဲဆောင်စေနိုင်မှာဖြစ်ပါတယ်မုဒ္ဒမပါပဲရေးမယ်ဆိုရင် စာအရေးအသားညံ့ပြီးစာဖတ်သူကိုဆွဲဆောင်နိုင်မှာမဟုတ်ပါဘူးเนาะဒါကြောင့်မုဒ္ဒမပါ လင်္ကာမချောလို့ပြောတာပါ ဘုရားမပါလင်္ကာမချောလို့ပြောတာမဟုတ်ပါဘူးเนาะအရှင်ဖရာလူတွေမဖူးရတဲ့စီဒီ၃စုရှိတယ်လို့ပြောကြပါတယ်ဖရာဟုတ်ပါသလားရှင်းပြပေးပါအောင်ဖရာယူသေးစွာရှောက်ထားအပ်ပါတယ်ဖရာတဲ့လူသားများမဖူးထိုက်တဲ့စီဒီ၃မျိုးဆိုတာက၁တာဝတိန်သာနတ်ပြည်၌ဖရာအလောင်းဤစံတော်အားဌာပနာထား၍တည်ထားသောဆူလာမဏိစီဒီတော်၂တုဒ္ဒဝါဒမြမဘုံ၌ ဖရာအလောင်းဤဝိလဲတော်အားဌာပနာထား၍တည်ထားသောဒုဒ္ဒစီတီတော်၃မန္တာဂီရီတောင်၌မဟိတရနမင်းတည်ထားသောမဟိတရစီတီတော်တို့ပဲဖြစ်ပါれအဆိုပါစီတီ၃မျိုးဟာလူသားများတွားရောက်မဖူးနိုင်တဲ့အတွက်လူသားတို့မဖူးထိုက်တဲ့စီတီ၃မျိုးပဲဖြစ်ပါれနော်အားလုံးပဲမင်္ဂလာပါဦးစင်းရဲ့ဒီဘယ်ဘက်မျက်လုံးကကောင်းကောင်းမမြင်ရပါဘူးမှောင်ပြီးတော့ဝါးနေပါれနော် အဲ့ဒီလိုမှောင်ပြီးတော့ဝါနေတဲ့အတွက်ကြောင့်မျက်စိဆရာဝန်နဲ့ပြပြီးစီကူဖို့အတွက်မနန်းနုံဆိုတဲ့တက္ကမလေးကနဝကံမအလှူတော်ငွေ၅သိန်းကျပ်လှူဒန်းပေးပါတယ်။ဤကဲ့သို့လှူဒန်းရသောကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်တက္ကမလေးမနန်းနုံသည်ဖြစ်လျာဘဝဆက်တိုင်းမျက်စိအထူးကြည်လင်သူဖြစ်ပြီးမျက်စိနဲ့ပတ်သက်သောယောဂများကျင်းဝေးတော်သူဖြစ်ပါသည်။သူတော်ကောင်းတို့၏တရားကို ရွယ်လင်းတကူနာကြားသိမြင်နိုင်ပြီးထိုသူတော်ကောင်းတရားတို့ကိုကြင့်ကြံကာကိုချင်းနာချင်းတေချင်းကင်းရနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ပါစေလို့ဆုတောင်းမြတ်တာများပို့သပေးလိုက်ပါတယ်။ငရဲကိုဖျားဟောပါဠိတော်မှာပါရလာအထာကထာတိကမှာပါရလာဖျားတယ်။ငရဲကပါဠိတော်မှာတင်ပဲတရိုက်ပါတယ်။အထာကထာတိကကိုတွက်ကြည့်စရာတော့မလိုဘူးနော်။ငရဲကပါဠိတော်မှာတရိုက်ပါကြောင်းကိုတခုလောက်ပဲပြောပြမယ်။ ေစိမနိကေဥပရိပါဏတာပါဠိတော်သုညတဝတ်ဒေဝဒုဒတုံမှာကိုဖြင့်ပြုသောကာယဒုဒရိုက်မှုနှင့်ပြည့်စုံကုန်၏နှုတ်ဖြင့်ပြုသောဝစီဒုဒရိုက်မှုနှင့်ပြည့်စုံကုန်၏စိတ်ဖြင့်ပြုသောမနောဒုဒရိုက်မှုနှင့်ပြည့်စုံကုန်၏အရိယာတို့ကိုဆွဆွဲ၏မှားသောအယူရှိ၏ထိုမှားသောအယူဖြင့်ကံကိုပြု၏ထိုပုဂ္ဂိုလ်များတေလွန်သောအခါ၌ငရဲသို့ကြာရောက်ရ၏လို့မြတ်စွာဘုရားကိုတော်တိုင်ဟောကြားထားပါသည်ဒါကြောင့်ငရဲသည် ါဠိတော်မှာတင်ပေးတရိုက်ပါပါတယ်နော်ငရဲတက်တန်းတွေငရဲထက်တွေကိုလူငယ်တွေယုံကြည်အောင်ဘယ်လိုရှင်းပြသင့်ပါတယ်ဖရာတဲ့ငရဲတက်တန်းကလူတက်တန်းထက်ရှိတယ်ဆိုတာကိုတချို့ကမယုံကြဘူးနော်ရှင်တွေကိုကြည့်လိုက်ပါရှင်တွေရဲ့တက်တန်းဟာရက်ပိုင်းလာပိုင်းလောက်ပဲရှိပါတယ်ရှင်ရဲ့တက်တန်းနဲ့လူရဲ့တက်တန်းကိုရှင်းကြည့်မယ်ဆိုရင်ရှင်ရဲ့တက်တန်းဟာအလွန်အမတန်မှတိုးတောင်းပြီးလူရဲ့တက်တန်းကအလွန်အမတန်မှရှိပါတယ် လူပြည်မှာတော့မှလူရဲ့တက်တန်းဟာချင်းရဲ့တက်တန်းထက်အစာပေါင်းများစွာရှည်သေးတယ်ဆိုရင်ငရဲ့တက်တန်းကလူတက်တန်းထက်ရှည်တယ်ဆိုတာဟာသဘာဝကျပါတယ်เนาะအဲ့ဒါနဲ့ထောက်ပြလိုက်ပါနောက်ပြီးငရဲ့ပြည်မှာအထက်တွေရှိတယ်ဆိုတဲ့ကိစ္စလူတွေတောင်မှအထက်တွေနဲ့နေသေးတာပဲငရဲ့ပြည်မှာလည်းအထက်တွေရှိတယ်ဆိုတာဖြစ်နိုင်ပါတယ်เนาะအဲ့ဒီအချက်နဲ့ပဲထောက်ပြလိုက်ပါ Thank you. Yeah.